အားသာဝါနာရှင်ညီအစ်ကိုမောင်များလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာဧပြီလ26ရက်နေ့ရက်နောက်ဆုံးရအာဆီယံညနေသတင်း၄ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ် ပမာဦးတင်းတဲ့ပုဂ္ဂိုလ်တော်ဖွန်တန်အာဆင်နယ်ရောက်ဖော်ပြထားတဲ့နီကိုဝီလျံသတင်းတွေပဲကျွန်တော်စလိုက်ရအောင်ဒီသတင်းအသွားအလာရဆိုရင်တော့အာဆင်နယ်ရဲ့အာဇာထရိုက်တာတဲ့အန်ဒရီဘာတာကပြီးခဲ့တဲ့အပတ်တုန်းကဒီနီကိုဝီလျံရဲ့အေဂျင့်နဲ့ဆက်သွယ်ချိတ်ဆက်စကားပြောဆိုမှုတချို့လုပ်ခဲ့တယ်ဆိုပြီးသူကဖော်ပြထားတယ် အာဆီနယ်တင်းရဲ့တိုက်စစ်တောင်ပန်ဘက်ချမ်းအတွက်နီပြမီခေးအိုင်တာရဲ့ recommend ပေးထားတဲ့တကယ့်ကိုနံပါတ်၁ပြစ်မှတ်ဖြစ်ပြီးတော့ entry barter ကလည်းဒီကစားသမားရဲ့ agent နဲ့ချိတ်ဆက်ဆွေးနွေးမှုလုပ်နေတယ်ပြီးတော့အာဆီနယ်တင်းကကစားသမားတောင်းဆိုတဲ့လောက်ခလာစာကိုအနည်းဆက်ဆုံးအထိလိုက်ရောပေးသွားဖို့အတွက်ပြင်ဆင်ထားပြီးတော့အသင်းဘက်ကနောက်ဆုံးဘလောက်အထိဒီကစားသမားကိုလောက်ခလာစာလိုက်ရောပေးနိုင်မယ်ဆိုတဲ့အပိုင်းကိုပဲအဓိကညှိရမှာဆိုလိုချင်ကနီကိုဝီလျံလူချင်းတဲ့ပမာဏကိုတမ်းမပေးဘူးအသင်းဘက်ကတော့ဒီလောက်ပမာဏတော့အဆင်ပြေနိုင်လေဆိုပြီးတော့ညှိမှာဒါကတော့ကျွန်တော်ပွန်တက်အာဆီနယ်စီကရတဲ့ ပိုင်းပေါ့လေတစ်ဖက်ကအီတလီသတင်းထောက်ဒီမာစီယိုရဲ့ဖော်ပြထားကြရဆိုရင်တော့အက်တလတီကိုမက်ဒရစ်အသင်းမှာရှိတဲ့ကိုကအန်ဒရီဘာတာက တီကိုအတွက်ဒီကစားမောက်ကိုခေါ်ဖို့အတွက်စူးစမ်းခဲ့ဘူးရယ်လို့ကြားသိရတယ်။အဲ့တော့သူ့ရဲ့စိတ်ကြိုက်ပလေယာဖြစ်တဲ့အာဆီရတီနီဘတ်ချုပ်မီခေးအိုက်တာရဲ့နံပါတ်1တိုက်စစ်တောင်ပန်ပြစ်မှတ်ဖြစ်တဲ့ဒါကြောင့်လဲနီကိုဝီလန်ကလာမယ့်နေရာဒီမှာအာဆီနရိုခေါ်ဖို့စူးစမ်းနေတဲ့တိုက်စစ်တောင်ပန်ကြီးထဲမှာတော့ရောက်လာနိုင်ချေအရှိဆုံးကစားသမားပေါ့လေ။ဒါပေမဲ့ကစားသမားရဲ့စိတ်ဆန္ဒကလည်းအဓိကကြားတယ်။တချို့ report တွေရဆိုရင်တော့ဒီကစားမောက်ကချန်ပီယံလိဝင်ရရင်ဘီဘာကိုအသင်းနဲ့တူတူစပိန်မြေမှာပဲဆက်ပြီးနေကျင်တယ်ဆိုတဲ့သတင်းတွေကြားတယ်။ဒါကတော့အရင်ခိုင်မာတဲ့ဆိုလဲမဟုတ်တာဖြစ်တဲ့အတွက်နှွေးမှာအာဆီနရိုစီ NGO တွေသားမှတကယ်သာဆွေးနွေးပြီးတော့သူလိုချင်တဲ့လောက်ခလက်တော်ညှိနှိုင်းနိုင်တော့ရောက်လာနိုင်ချေရှိပါတယ်ဒီနေရာမှာ Athletic Bilbao အသင်းရဲ့ဥက္ကဋ္ဌ Uriya တေးကလည်းဒီကစားမကိုစာချုပ်သက်တမ်းတိုးပြီးတော့စာချုပ်ဖြတ်သိမ်းကြီးကိုမြင့်တင်ဖို့အတွက်ဒါ လှုပ်ချင်နေပါဗောလေဆိုလိုချင်တာလက်ရှိစာချုပ်ဖြတ်သိမ်းရေးပေါင်တန်း90ပြည်နီကိုဝီလျံရပြီဒါပေမဲ့တက်တန်းတိုးလိုက်မယ်ဆိုရင်တော့2029ခုနှစ်ထပ်ပို့ပြီးတိုးလိုက်မယ်ဆိုရင်တော့စာချုပ်ဖြတ်သိမ်းရေးပေါင်တန်း90နေရာမှာတန်းတရာတန်းတရာ20ပုံစံမျိုးဒါ extension တိုးလို့ရသွားမယ်နေတာလောလောဆယ်ကတော့ဒီစားမနဲ့ပတ်သက်ပြီးပေးရမယ်စာချုပ်ဖြတ်သိမ်းရေးပေါင်တန်းတရာပေါင်တန်း90ဆိုတာကအရင်ကိုတန်းတဲ့အနေထားမှာရှိနေဗောလေ20နှစ်ပဲရှိသေးရဲ့စပိန်သားပြီးတော့ဒီကစားမကအက်သလက်တစ်ဘီဘာကိုတည်တဲ့သူယူရိုပါလီစီမီဖိုင်နယ်မှာ United နဲ့ပွဲစဉ်ကိုဒဏ်ရာအခြေအနေကြောင့်ပါမပါ တစ်ချက်တော့ကြည့်နေတယ်တကယ်ကို quality ရှိတဲ့ player ပါဒါပေမဲ့အာဆင်နယ်တို့ကဒီသားမောက်ခေါ်ဖို့အတွက်လုံနိုင်စွာရှိသမျှတွေအားလုံးလုံဖို့အတွက်လက်ရှိချိန်မှာပြင်ဆင်ထားတယ်။ရောက်လာတာမရောက်လာတာတပိုင်းပေါ့လေ။အတင်းရတော့ဒီသားမောက်ကိုကျွန်တော်ခံရဘတ်တူဘူကောင်းစာကားလို့လာစားတန်းပေးပြီးခေါ်မယ်လို့တော့မထင်ဘူး။အဲ့လိုတန်းပေးလိုက်မယ်ဆိုရင်ရှီးရင်းစွဲကစားသမားတွေကိုလည်းနောက်ထပ် extension တိုးတဲ့အခါမှာ များကြီးပေးရမယ့်လောက်ခရစာတွေဖြစ်သွားနိုင်ရရှိရပေါ့လေအဲ့တော့ဒီယာတီ43ပွဲမှာတော့79သင်းပြီးတော့9လုံးဖန်ထားပါတယ်မနစ်က38ပွဲမှာ19သင်းပြီး16လုံးဖန်ထားပြီးတော့ဒီယာတီစပိန်လာလီကာရဲ့လိန်ခေါက်ဖြတ်ကျော်မှု dribbling အလုံးနိုင်ဆုံးကစားသမား3ဦးထဲမှာဒါဒုတိယမြောက်ဖြစ်ပါဝင်နေပေါ့လေအဲ့တော့လောက်ခလာစာကတော့အဲ့မှာသူ ပေါင်အဖြစ်ဆို3,800ကျော်ရနေတယ်ယူအဖြစ်ဆို2သိန်းစွန်းစွန်းရနေတယ်အာဆင်နိုရောက်လာမယ်ဆိုရင်တော့သူကဘူကာအိုဆာကာလုခလာတာနီနီလိုချင်တယ်ဆိုတော့ report တွေရလက်ရှိဆာကာရနေတဲ့ပေါင်3,900ကိုတော့အနည်းဆုံးပေးချေသွားဖို့ရှိတယ် ဒါပေမဲ့အာဆီနယ်အနေနဲ့ဒီကစားမဲ့စာချုပ်ဖြစ်သိမ်းကြီးတဲ့ဆိုင်လောက်ခလာစာကိုအနည်းဆက်ဆုံးရအောင်ညှိသွားဖို့လဲဆန္ဒရှိနေကြသိရတယ်။ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဖေဘီဆိုရိုမာနိုဖော်ပြထားပါလေ။ဒါကတော့မက်ပါတီနဲ့ပတ်သက်ပြီးနောက်ဆုံးရအချင်းတွေပါ။ဖေဘီဆိုရိုမာနိုရဲ့ဖော်ပြထားချက်ရဆိုရင်တော့အာဆီနယ်တင်းကတော့မက်ပါတီကိုစာချုပ်တက်တန်တိုးဖို့အတွက်ပြင်ဆင်နေတယ်။အဲ့လိုပြင်ဆင်နေတဲ့အခါမှာတော့မက်ပါတီကိုပေးအပ်မဲ့စာချုပ်တက်တန်အသေးရဲ့အချက်လက်အချို့အရာတော့မက်ပါတီရဲ့လောက်ခလာစာကလည်းအပြောင်းလဲတချို့ရှိသွားမယ်။ဆိုလိုချင်တာကအရင်ရနေတဲ့တပတ်ပေါင်း2သိန်းထက် ယုံနေသွားတဲ့ပုံစံမျိုးအစ်စ်ကမ်းလှမ်းမယ်။စာချုပ်အစ်စ်လောက်ခလာစာအစ်စ်ဒါပေမဲ့လောက်ခလာစာနေပါသွားတဲ့ပုံစံမျိုးပေါ့လေ။အတင်းရလဲဒီစာမောက်ကိုစပီးထိန်းထားကျင်တာဖြစ်တဲ့အတွက်ကနအူးစာချုပ်အစ်စ်ကမ်းလှမ်းမှုအဆင်မပြေဖြစ်ခဲ့ရင်လည်းနောက်ထပ်ပြုပြင်ပြီးတော့ထပ်မံအစ်စ်ကမ်းလှမ်းသွားဖို့ရှိတယ်။ဆိုလိုချင်တာကပထမတစ်ချိန်ကမ်းလှမ်းတဲ့စာချုပ်ကိုပါတီမကြိုက်ခဲ့ရင်နောက်တစ်ချိန်ထပ်ပြီးတော့ပြင်ဆင်သွားဖို့ရှိရပေါ့လေ။အဲဆိုပါတီရလဲလန်ဒန်မှာပျော်ရွှင်နေတဲ့အကေများအာဆင်နယ်နဲ့ဆွေးနွေးမှုတွေအဆင်မပြေမှပဲသူ့ကိုလိုချင်တဲ့ဂျူပင်တက်ဘာစီလိုနာအက်တလတီကိုမက်ဒရစ်အသင်းတွေကို ဆွေးနွေးသွားဖို့ရှိတယ်။ဒီ challenge တွေကိုကြည့်တဲ့အခါမှာအာဆင်နယ်ကပါတီနဲ့ပတ်သက်ပြီးတော့စာချုပ်တက်တဲ့နှစ်လဆိုးဆိုးပဲကြံတဲ့အချိန်မှာကစားသမားကိုတက်တန်းတိုးမယ်ဆိုပေမဲ့လည်းလောက်ခလာစာကိုတော့ရှော်သွားနိုင်ခြေရှိရဆိုပြီးသတင်းတွေကဖော်ပြထားတယ်။တချို့ report တွေကဆိုရင်အာဆင်နယ်အသင်းမှာဆက်ပြီးနေဝင်ရမယ်ဆိုပြီးပါတီကလည်းလောက်ခလာစာရှုပ်သွားမယ်။အဓိကဒီအသင်းမှာဆက်ပြီးတက်တန်းတိုးခွင့်ရဦးပဲ။အဲ့တော့ပါတီနဲ့အာဆင်နယ်ကြားမှာအဓိကညှိရမှာကလောက်ခလာစာရဲ့ဒုတိယချက်ကတော့ဘယ်နှစ် အသင်းကသူ့ကိုဆက်ထားမှလည်းဆိုတဲ့အချက်မနစ်ကဂျော်ဂျီညိုကိုကျွန်တော်တို့ဒီတစ်နှစ်တတန်းတိုးတယ်ပြီးရင်အပူဆောင်တစ်နှစ်ဆိုပြီးစုစုပေါင်းနှစ်နှစ်ကွန်ထရက်ကြီးညာွားတယ်ဒါပေမဲ့ပထမတစ်နှစ်ပဲအကျုံးဝင်တယ်အခုဆိုရင်တွေ့ကြရင်ဂျော်ဂျီညိုကထွက်ခွာတော့မှာပေါ့လေ32နှစ်ရွယ်ခါနာသားကတော့ရီယယ်မက်ဒရစ်နဲ့ဒုတိယအကြော့ကွာတာဖိုင်နယ်ပွဲစဉ်မှာအဝါကက်ထိခဲ့တာဖြစ်တဲ့အတွက်လာမယ့် PSG အသင်းနဲ့ပွဲစဉ်မှာတော့စီးဖိုင်နယ်ပထမအကြော့ကို လွဲချော့သွားလို့မှာပါဒီကစားမတရားသည်48ပွဲမှာ၄ဂိုးသွင်းပြီးနှလုံးဖိုင်ထားတယ်အသက်က32နှစ်ရှိဖြစ်တဲ့ဂါနာသားကတော့ဂျွန်လ73ရက်နေကြလို့ရှင်တော့32နှစ်ပြည့်တော့မှာပါအာဆင်နယ်အသင်းကိုရောက်လာပြီးတဲ့ကဒီဂါနာသားကြီးကတော့လက်ရှိအချိန်မှာသူ့ရဲ့ကစားသမားဘဝအကောင်းဆုံးရာသီကိုဖြတ်သန်းနေပါတယ်သွင်းကိုတွေရောပွဲကစားနိုင်ခြင်းရောဖန်တီးမှုတွေရောဒီရာသီကအာဆင်နယ်အသင်းမှာသူ့ရဲ့အကောင်းဆုံးရာသီအဖြစ် strong ဖြစ်ဆုံးရှိနေပါတယ် ်ချယ်ဆီသင်းရဲ့တိုက်စစ်ကစားသမားခရစ်စတိုဖာအန်ကူကိုအာဆင်နယ်ပါဝင်ဘိုင်ယန်မြူးနစ်သင်းကစိတ်ဝင်စားပြီးတော့အနီးကပ်စောင့်ကြည့်မှုတွေလုပ်နေပါတယ်။ကစားသမားကနှွေမှာထောက်ခေါက်ဖို့စဉ်းစားထားလို့အာဆင်နယ်ပါဝင်ဘိုင်ယန်မြူးနစ်ကကြံခဲ့တဲ့စောင့်စည်းကွက်တရဒီသားမောင်းကိုစိတ်ဝင်စားခဲ့ပြီးတော့လာမယ့်နေစည်းကွက်မှာခေါ်ဖို့လည်းထပ်မံပြီးတော့ပြန်လည်စိတ်ဝင်စားလာတယ်လို့ကြားသိရတယ်။အဲ့တော့ဒီသတင်းကိုတော့ကျွန်တော်တတိယမြောက်သတင်းပုတ်ဖြစ်ဖော်ပြပေးတာကဖြစ်လာနိုင်ချေရာကလုံးနည်းတဲ့အတော့ပါ။ ။ဘာကြောင့်လဲဆိုတော့အာဆီနယ်တင်းနေတဲ့ဗီတာယိုဂရက်စ်ဘက်ဂျမစ်ဆက်စကိုအလက်ဇနာအီဆက်နောက်ပြီးတော့တခြားတက်စစ်ကစားမိုက်တဲ့သတင်းထွက်မဲ့ချယ်ဆီအသင်းမှာလက်ရှိအချိန်ထိအဆင်ပြေဖြစ်နေခဲ့တဲ့ခရစ်စတိုဖာအန်ကူကိုခေါ်နိုင်ချေကတော့ရာခိုင်နှုန်းအရန်နေတယ်။ချယ်ဆီနဲ့အာဆီနယ်ကြားမှာကစားမအပြောင်းရွှေ့ကောင်းမွန်တဲ့ relationship တစ်ခုရှိတယ်ဆိုပေမဲ့ရောက်လာနိုင်ချေအရန်နေတယ်။ဘာကြောင့်လဲ။ တချိန်လုံးက RB Leipzig မှာအရန်ကောင်းခဲ့တဲ့ Christopher Nkunku က London Club Chelsea တင်းမှာအဆင်မပြေဖြစ်နေတယ်။ Arsenal နဲ့အသင်းဒီပြ Mikel Arteta လောက်မှဆိုတော့ပုံမကောင်းမွန်သွားနိုင်လို့ဒီတိုင်းလည်းဖြစ်ချင်းဖြစ်နိုင်တယ်။ဒါကတော့ကန်ဆန်းပါပဲ။ RB Leipzig မှာတော့ဒီကစားမလေးတော်တော်ကောင်းခဲ့တာ။ဒါပေမဲ့လက်ရှိအချိန်မှာသူနဲ့ပတ်သက်ပြီးကျွန်တော်မကြိုက်တာခြေစွမ်းတက်စာရင်တော့သူ့ရဲ့ဒီတင်းဝော့နဲ့ပတ်သက်တဲ့မန်တန်ပန်းကိုမကြိုက်ဘူး။ကစားသမားတွေအချင်းချင်းဒီ တိုတယ်ဖော်ဘောပုံမျိုးဆော့ရတဲ့အခါမှာကိုယ့်စီကနေဘောလုံးပေးပို့မှုတွေထိုက်တင်းတဲ့လောက်မှထွက်တာမျိုးတွေကိုကဘောလုံးလက်ခံဖို့တတခါကြီးကျရင်အဆင်မပြေဖြစ်တာမျိုးတွေဘောလုံးလာလမ်းကြောင်းတွက်ဆတာမျိုးတွေအသိန်းလိုက်ပူပေါင်းပါဝင်တဲ့အပိုင်းတွေမှာတော့အိုက်တာခေါ်ဖြစ်မယ်ဆိုတော်တော်လေး train ရမယ်တဲ့မှာပါတယ်။ quality ကတော့ရှိပြီးသား။ RB Lipsit မှာတော့တော်တော်လေးကျန်းနေတာ။ 2023 2024ဘောလုံးရာသီအဲ့ရချက်စီရောက်ချင်းနှစ်တုန်းက၄ဂိုးသွင်းတယ်16ဝမှာ၄ဝပွက်ထက်ထားတယ်ဒီရာသီ39ဝမှာ16ဝပွက်ထက်ထားတယ်17ဂိုးသွင်းပြီးတော့၅လုံးဖိုင်ထားတယ်တပွဲချင်းပြည့်မြောက် rating 6.8ရှိတယ်အာဘီလစ်ဘစ်ကနေပြီးတော့ချက်စီဒီဘဲကိုခေါ်ခဲ့တော့ယူတန်း60တောင်ပေးခဲ့ရတာနောက်ဆုံးအာဘီလစ်အသင်းစော်ခဲ့တဲ့ရာသီကိုကျွန်တော်ပြပြမယ်အဲ့ဒါကတော့ ဒီကစားမနောက်ဆုံးဆော့ခဲ့တဲ့2020-23ဘောလုံးရာသီမှာဆိုရင်35ဘွဲ့မှာ28ဘွဲ့ပွဲထပ်ထားပြီးတော့22ကိုသွင်းပြီးတော့6လုံးဖိန်ထားတယ်။အဲ့ဒီရှစ်တရာသီမှာဆိုလဲအဲ့ထက်ကျန်းတဲ့ twin ကိုဖန်တီးမှုတွေလှုပ်ထားနိုင်ခဲ့တယ်။ RB Leipzig မှာတော်တော်လေးကောင်းတာ။သူ့ရဲ့ငယ်ဘွားကလပ်ကိုတော့ PSG မှာဖြတ်တန်းခဲ့တယ်။နောက် RB Leipzig ရောက်တယ်။အဲ့ရနမှာ Euro 160နဲ့ Chelsea ကခေါ်လိုက်တယ်။ဒါပေမဲ့ Chelsea မှာတော့လက်ရှိချိန်ထိအရင်ကြီးအသားမကျသေးလို့တိတ်လည်းအဆင်ပြေဖြစ်သေးသေးဘူး။အဲ့ဒါသူ့ကိုကင်တွေတဲ့ Anso Maresca နဲ့စိုက်တယ်လို့တခါကျတဲ့ဒီကစားမရဲ့ Mandel ဘိုင်းအသင်းရဲ့တင်းဝ ောနဲ့အမ်ဝင်နာနဲ့လည်းဆိုင်တယ်။ injury record ရဆိုလည်းတော်တော်ဆိုးဆိုးပါ။ဘာကြောင့်လဲဆိုတော့နောက်ဆုံး200ဒီမှာရပ်ပေါင်း380ကျော်လောက်နားထားရတယ်။ပွဲပေါင်း80လောက်လွဲချော်ထားတယ်။2023 2024ကြံခဲ့တဲ့ဘောလုံးရာသီမှာ246ရက်နားထားရတယ်2020 23ဘောလုံးရာသီမှာတော့139ရက်ဒီချက်လက်တွေကိုကြည့်မယ်ဆိုရင်ဒီကစားသမားဒီအာဆင်နယ်ကိုခုံနိုင်ခဲ့မယ်ဆိုရင်တော့မှသူ့ကိုကျွန်တော်တို့တရာသီကိုအ ਨੇ စုံ3လလောက်ဆုံးရှုံးရနိုင်ချေရှိတယ်အကြိမ်မြတ်ဒီပုံစံတိုင်းဒဏ်ရရမယ်ဆိုရင်မော်လေ ဒီ season လေးကိုဒီကောက်ကွန်ကြီးပုံဦးတဲ့ရှိုးဘောလုံး online အကြုံလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်39ကို6539963လုံး2ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နိုင်ဖြစ်ပါတယ်ဖုန်းနံပါတ်ကတော့ပြောင်းသွားတယ်ဗျလာမယ့်ရာသီအတွက်ကောဒါချိုးတင်ပြင်ဆင်မှုအနေနဲ့ပေါ့လေကျွန်တော်ဖုန်းနံပါတ်တစ်ချက်ပြပြောပြပါမယ်ဗိုက်ဘာဖုန်းနံပါတ်တင်ကြောင်း6539 963လုံး2ခုဆက်သွယ်လို့ရပါတယ်ဒါနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ပြင်သစ်လီကူဝမ်မှာရှုံးပွဲမရှိဖလားယူဖို့ကြံစီနေခဲ့တဲ့ PSG အသင်းကတော့ ဒါသူတို့နောက်ဆုံးဆော့သွားခဲ့တဲ့ပြင်သစ်လီဂူဝမ်ပွဲစဉ်33မှာရှုံးပွဲကြုံတွေ့သွားပါတယ်ဒါကဒီယာတီပြည်တွင်းပွဲစဉ်မှာပထမဆုံးရှုံးပွဲကြုံတွေ့မှုပါသူတို့ကလက်ရှိချိန်ထိ ပွဲစဉ်32ပွဲကံပြီးတဲ့အချိန်မှာ24ပွဲနဲ့6ပွဲတည်တပွဲရှုံးထားတယ်။ရမတ်88မတ်ဒုတိယနေရာကမာစီအသင်းကိုတပွဲပိုကံပြီး23မတ်ဖြတ်ထားတယ်။အကယ်၍မာစီကတပွဲနိုင်လို့ရမတ်20ဖြတ်ထားရင်တော့သူက AC ပဲချန်ပီယံဖြစ်ပြီးပြီ။ဒါပေမဲ့ဒီမှာစိတ်ဝင်စားဖို့ကောင်းတာကအဓိကကစားမှာတော်တော်များများသူတို့ထယ်သုံးသွားတယ်။ဒါပေမဲ့လည်း OGC Knight အသင်းကိုတကိုး3ကိုးဆိုရလက်နဲ့အင်ကွင်းကြီးမှာရှုံးသွားခဲ့တယ်။ ဲ့တော့သူတို့ဒီမကြခင်မှာအာဆင်နယ်နဲ့အမ်မရိတ်ကွင်းကိုလာပြီးတော့စီမီဖိုင်နယ်ပထမအကြိုးကိုကန်ရမယ်ဒါကတော့30ရက်နေ့မနက်တနိုင်ခွဲ AM မြန်မာစံတော်ချိန်မှာကန်ရမှာပေါ့လေဒုတိယအကြိုးကိုတော့မေလ10ရက်နေ့မှာဒုတိယအကြိုးဖြစ်ဒါပြင်သစ်မြန်မာကျွန်တော်တို့သွားကန်ရမယ်အဲ့ဒီပွဲမှာတော့အာဆင်နယ်တို့ကဒီအမြောက်ဒီဇိုင်း logo ဆိုလိုချင်တာက TIF ပုံစံမျိုးပေါ့ဗျာကျွန်တော်တို့ဒီလူတွေအများကြီးဒီစတေကာကြီးနဲ့အောင်ပွဲခံတဲ့ပုံစံမျိုးအပေါ်ကနေပြီးတော့အဲ့ဗနိုင်းကြီးကိုချိန်ဆွဲထားမယ်လို့လည်းကြားသိရတယ်ဒီပွဲကြည့်စဉ် မြောက်ဖက်အရက်မှာဗောလေအဲ့ဒါကိုချိန်ဆွဲထားပြီးတော့တခါမှမလုတ်ခဲ့ဘူးတဲ့ပုံစံမျိုးတစ်ပိုးပြီးခန်းထားတဲ့ပုံစံမျိုးဒီအမြောက်လိုဂိုကိုအကြီး ချိတ်ဆွဲဖို့အတွက်လက်ရှိချိန်မှာဝန်ထမ်းတွေကစတင်ပြင်ဆင်နေလို့ကြားသိရတယ်။အာဒီတာကတော့ဒီအသေးနဲ့ဆိုရင်တချိန်တော့အမတ်တရတချို့ရှိရဲအဲ့ဒါဇန်နဝါရီ2001ခုနှစ်တုန်းကနေပြီးတော့ဇူလိုင်2002ခုနှစ်အထိ18လတာဘာစီလိုနာကနေပြီးတော့ PSG အသင်းမှာအငှားသွားဆော့ခဲ့ဘူးတယ်။အဲ့ဒီအမတ်တရတခုတော့ PSG နဲ့သူနဲ့ကြားမှာရှိခဲ့ပါလေ။ဒီရသည့်အာဆင်နယ်အသင်းက PSG အသင်းကိုပထမအကြော့2-0ပြည့်နဲ့နိုင်ခဲ့ဘူးရလည်းရှိတာဖြစ်တဲ့အတွက်ဒီဟာကတော့ ကိုယ့်ရဲ့အိမ်ခွင်းအမရိတ်မှာပထမအချုပ်ဖြစ်တဲ့အတွက်အာဆင်နယ်ရဲ့တရားစီထရိတ်မန့်အတိုင်းပဲပထမအချုပ်ကိုဂိုးပြက်ရလက်တစ်ခုနဲ့ဥဆောင်ထားမလားစောင့်ကြည့်သွားမှာပါအဆုံးထိကြည့်တဲ့လဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ